စန္ဒာနဲ့ဘဝတထထဲမကြခဲ့ပေမယ့်မိဘတွေကောင်းစားရေးအတွက်ဘဝနဲ့ရှင်ပြီးလက်ဝိဆက်ထိုးဖြစ်နေစေဤတွင်ပြည်သူများအလုံးမင်္ဂလာပါရှင့်ဆယ်လင်စန္ဒာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကိုကတော့လက်ဝိကိုဝါသနာပါလို့မဟုတ်ပါဘူး။ဒါပေမဲ့မိဘတွေကောင်းကောင်းမွန်မွန်နဲ့နေရဖို့အတွက်ကိုရဲ့ဘဝကိုအခုလိုမျိုးစွန့်စားဖြတ်သန်းခဲ့ရတာပါ။ ဒါကတော့မြန်မာအမျိုးသမီးလက်ဝဲကစားသမားဖြစ်တဲ့အီအီထွေပြောခဲ့တဲ့စကားတွေပဲဖြစ်ပါတယ်။အီအီထွေမှမဟုတ်ပါဘူး။ဒါမျိုးကလူတိုင်းလို့လို့ရင်ဆိုင်ကြုံတွေ့ရတဲ့လောကဒဏ်တရားရဲ့ပုံမှန်ပြောက်ွက်တွေပဲဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝတော်ကတော့လူတိုင်းစီမှာငါကြီးလိုက်ရင်ဘာလုံးမဲဆိုတဲ့ရေမှန်ချက်လေးတွေကိုစီရှိခဲ့ကြပါတယ်။ဆရာဝန်ကြီးလုပ်ပြီးလူအသက်တွေကိုကဲတင်မယ်။အင်ဂျင်နီယာကြီးလုပ်ပြီးတိုင်းပြည်အတွက်အကျိုးရှိစေနိုင်မယ်။အဆောက်အုံတွေကိုဆောက်လုပ်သွားမယ်။စစ်သားကြီးလုပ်ပြီးတိုင်းပြည်ကြီးကိုကာကွယ်မယ်။စသဖြင့်ငယ်ဘဝရဲ့အိမ်မက်တွေကတကယ့်ကိုလင်းလက်ခဲ့ကြပူပါတယ်။ဒီလိုနဲ့အချိန်တန်လို့အရွယ်ရောက်လာတဲ့အချိန်မှာတော့မိဘတွေရဲ့အရေးအောက်ကနေခိုးလုံနေရမှာကိုရင်ကိုကြဘဝရဲ့လမ်းမတွေပေါ်ကိုရှောက်လန်းကြရပါတယ်။ဘဝကဘလောက်ထိခက် ခဲကြမ်းတမ်းနေဆိုတာကိုကိုယ်တိုင်ကိုကြောင့်ရင်ဆိုင်ကြရပါတယ်ဒီလိုအချိန်တွေမျိုးမှာတော့ကိုယ့်ရဲ့ဘဝအရက်တည်မှုတွေဟာကိုငငယ်တုန်းကရည်မှန်းထားခဲ့တဲ့အိမ်မက်တွေနဲ့တထထဲကြတာမျိုးဖြစ်ချင်မှဖြစ်နေပါလိမ့်မယ် အေးတွေကလည်းဒီလိုပဲဖြစ်ပါတယ်။သူမရဲ့ဘဝမှာလက်ဝဲထိုးဖို့ဆိုတာအိမ်မက်တောင်မှမမှတ်ဘူးပါဘူး။အချာမင်းကလေးတွေလိုမျိုးအေးထွေးကလည်းလှလှပပကြွကြမော့မော့လေးနဲ့နေကျင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဘလို့မှမတက်တာတဲ့အနေအထားမျိုးဖြစ်လို့အေးထွေးကသူမရဲ့ဘဝမှာတကားမှမတွေ့ထားဘူးတဲ့။လက်ဝဲကစားသမားဘဝကိုကျင်လည်ဖြတ်သန်းရင်းနဲ့အသက်မွေးဝမ်းကြောင်းပြုနေရပါတယ်။ဒီအပေါ်မှာအေးထွေးက တခါတလေတော့လေအငဲ့မီရဲ့ပေါ်တော့ကိုကိုခွန်မဲသူကလည်းမရှိဘူးလေကိုကပဲလူမကြီးပုံစံဖြစ်နေရမဟုတ်ပါဘူးတခါတလေတော့လေမေးကြပါရဲ့နေလက်ဝဲရောဝါသနာပါရဲ့လားဆိုပြီးတော့အမေးခံရတယ်မပါပါဘူးဒါဆိုရင်ဘာဖြစ်လို့လက်ဝဲထိုးနေသေးလဲဆိုတော့ကိုမိဘအတွက်ပဲကိုမိဘအစဉ်ပြောင်းလုပ်ပေးရတာပေါ့အဲ့ဒီလိုမျိုးထုတ်ဖော်ပြောဆိုခဲ့ပါတယ်အေးထွေကပုံရိပ်တစ်ခုရရှိအောင်အမှန်ကန်တိဆောက်ယူနေရဆဲဖြစ်တာကြောင့်ခက်ခဲကြမ်းတမ်းတဲ့ခရီးလမ်းကိုရှောက်လန်းနေရပါတယ်တချို့ပွဲတွေမှာဆိုရင်ဗက်လိုက်ခံရတာတွေနဲ့ ကြုံတွေ့ခဲ့ရပြီးတော့အရှုံးပေးခဲ့ရတာတွေကြောင့်အီအထွေကတော့လဝိကစားသမားဘွားကနေအားယူဖို့ထိတောင်မှစဉ်းစားခဲ့ပူပါတယ်ဒါပေမဲ့မိဘတွေရဲ့မျက်နှာကိုကြည့်ပြီးတော့အီအထွေကလဝိပွဲတွေဆက်ထိုးခဲ့ပါတယ် ီအကြောင်းနဲ့ပတ်သက်ပြီးတော့အီထွေကမထိုးတော့ဘူးလုပ်ခဲ့သေးရင်နောက်တော့လေတခြားတစ်ဘက်ကနေပြန်တွေးကြည့်ရဲ့အခါမှာအော်ငါမိဘတွေကောင်းကောင်းမွန်မွန်နေရအောင်ငါဆက်ထိုးမယ်ဆိုပြီးတော့ပေါ့ရေမန်းချက်လေးပြည့်တဲ့အထိရအောင်လုပ်ပေးမယ်ဆိုတော့စိတ်ခံစားချက်လေးထားရှိပြီးတော့ရှေ့ဆက်ခဲ့ရတယ်။လဝိသမဘွားကပြောတာမပြောချင်းဘူးပြောရင်လည်းမျက်ရည်တောင်ကြားမိမယ်ရှုံးပွဲနဲ့ကြုံတွေ့လာရရင်တော့ဝမ်းနေတယ်ပေါ့တခါလေကြာရင်တော့ပွဲတွေမှာညစ်ပတ်ခံရတာတွေလည်းကြုံရတယ် ဒါကြောင့်ဒီလောကအပေါ်စိတ်နာပြီးတော့မထိုးကျင်တော့တဲ့ရက်တွေတောင်ရှိတယ်။နားဖို့ထီတောင်မှတွေးထားခဲ့တယ်။ရိုးရာဆိုရင်လည်းနားလိုက်ပြီးစိတ်နာပြီးတော့ဆိုပြီးတော့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အီးထွေကတော့လက်ရှိချိန်မှာသူမဝါသနာမပါတဲ့လက်ဝေးထိုးခြင်းအလုံးနဲ့ပဲဘဝကိုအကောင်ဆုံးဖြတ်သန်းနိုင်အောင်ကြိုးစားရှေ့ဆက်နေစေဖြစ်ပါတယ်။ဒီအတွက်သူမခံစားခဲ့ရတဲ့အခက်အခဲတွေဒုက္ခဒုက္ခတွေကလည်းအများကြီးရှိခဲ့ပါတယ်။ သူမကနာမည်ကြီးဖိုက်တာတရားမဟုတ်တယ်လို့ငွေကြေးတတ်နိုင်တဲ့အတိုင်းဝိုင်းတွေကနေလာတဲ့သူလည်းမဟုတ်ပါဘူး။ဒါကြောင့်ဦးစားပေးခံရတာမျိုးတွေဘယ်တော့မှမကြုံခဲ့ရပါဘူး။အနိုင်ခံအညစ်ပတ်ခံနေရတာတွေကိုပဲအမြဲမပြတ်ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့သူမရဲ့မိဘတွေအတွက်ဆိုတဲ့စိတ်လေးနဲ့အီအထွေကအကောင်းဆုံးရှေ့ဆက်ကြော်ဖြတ်နေပါတယ်။သူမရဲ့မိဘတွေပြောနေရကိုမြင်ရတဲ့အခါစိတ်ချမ်းသာတယ်လို့အီအထွေကပြောခဲ့ပါသေးတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။